ယူရိုပါလိရှုံးကျွေးကိုပြန်ဆက်နိုင်ပါမလားယူနိုက်တက်စပါနဲ့ယူနိုက်တက်ပွဲချိုအချက်လက်โอเคအားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ကတော့အောင်ရင်ကျန်ပါ နိုဝင်ဘာလ၈ရက်နေ့ညပရီးမီးယားလည်းရဲ့ဒီတစ်ပတ်စနေနေ့ရဲ့အစောဆုံးပွဲစဉ်တစ်ခုဖြစ်တဲ့တော်တန်ယန်ဟော့စပါးနဲ့မန်ချက်စတာယူနိုက်တက်တို့ရဲ့ပွဲစဉ်ကတော့ပိတ်သက်တွေကိုဖျော်ဖြေမှုပေးအောင်မဲ့ပွဲစဉ်တစ်ခုဖြစ်လာပါအောင်မယ်။ပရီးမီးယားလည်းအမတ်ပေးစရာမှာရမဲ့တူနေပေမဲ့ဂိုးကွာချက်ချက်ကြောင့်အဆင့်6နဲ့အဆင့်8မှာရှိနေကြတဲ့အပြင်မနစ်ကယူရိုဘာလိဂ်ဖိုင်နယ်ကရှုံးကျွေးကိုလည်းပြန်လည်ဆက်ရမယ့်ပွဲလေးဖြစ်နေပါတယ်။ United လိုတမိုင်းအစဉ်လာကြီးမားတဲ့အသင်းကြီးတစ်သင်းအတွက်ဥရောပပြိုင်ပွဲတွေကိုဝင်ရောက်ရှင်ပြိုင်ခွင့်မရခဲ့ဘူးဆိုတာအတော်လေးကိုစိုးဝါလွန်ပြီးအဲ့ဒီအခွင့်အရေးကိုလည်းတလုံးတည်းသောအတွင်းကိုကအဆုံးအဖြတ်ဖြစ်စေခဲ့တာမို့ပို့ပြီးတော့ဒေါသထွက်ဖို့ကောင်းခဲ့ပါတယ်။စပါအသင်းဟာဒီနှစ်မှာနီးပြအသင်းသောမန်ဖရန့်ရဲ့လက်အောက်မှာပုံစံအသင်းနဲ့ဥရောပပြိုင်ပွဲတွေနဲ့ပြည်တွင်းပြိုင်ပွဲတွေကိုဟန်ချက်ညီညီရှင်ပြိုင်နေပေမဲ့ ခြေစွမ်းတွေကတော့အတက်ကြအများနေသေးပါတယ်။ဒိုင်ယန်ရကစားသမားတွေလည်းအလွန်ကိုအများပြားနေပြီးအသင်းရဲ့အရေးပါလှပါတယ်ဆိုတဲ့ကစားသမားဖြစ်တဲ့မယ်ဒီဆင်တောင်ပါနေပါသေးတယ်။စပါတင်ဟာနောက်ဆုံးရှင်ပြန်ကစားခဲ့တဲ့ပြီးမြားလိုက်ပွဲစဉ်၅ပွဲမှာတော့၂ပွဲနိုင်၂ပွဲရှုံး၃ပွဲတေးကြထားပါတယ်။ကြားရမှာကန်ထားတဲ့ချန်ပီယံလိပ်ပွဲမှာတော့၄ဂိုးပြည့်နဲ့ပြည့်ပြည့်သားသားကိုအနိုင်ရရှိထားခဲ့ပါတယ်။နှစ်သင်းကြားနောက်ဆုံးတွေ့ဆုံခဲ့တဲ့၅ပွဲမှာတော့ယူနိုက်တက်အသင်းဟာ လေးဘွဲအတီရှုံးနေထားပြီးတပွဲသာတေးတမတ်ယူထားနိုင်ပါတယ်။ယူနိုက်တက်အသင်းဟာကိုသမားလေးလက်စမန်ပွဲထွက်လာတဲ့နောက်ဆုံးလေးဘွဲမှာလုံးဝရှုံးနေထားခြင်းမရှိသလိုနောက်ဆုံး၅ဘွဲမှာ၃ဘွဲနိုင်တပွဲတည်နေတပွဲရှုံးနေထားပါတယ်။ဒါပေမဲ့ယူနိုက်တက်အသင်းဟာအဝေးကွင်းစွန့်ဆောင်ရည်တွေဟာအတော်လေးကိုမကောင်းသေးတဲ့အခြေအနေတစ်ခုမှရှိပြီးနောက်ဆုံးကန်ခဲ့တဲ့အဝေးကွင်း၃ဘွဲမှာတော့လီဗာပူးရဲ့အမ်ဘီမှာသာအနိုင်ကစားထားနိုင်ခဲ့ပြီး Brambo ကိုရှုံးပြီး Nottingham Forest နဲ့တေးကြထားခဲ့ပါတယ်။ United အသင်းဟာပြီးခဲ့တဲ့လအတွက် Premier League ရဲ့တလှတာအကောင်းဆုံးကစားသမားစုကို Bayern Ambumon ကရရှိထားသလိုအကောင်းဆုံးနှိပြစုစည်းရေးထဲမှာလည်းနှိပြအာမိုရင်ပါဝင်ခဲ့ပြီးနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်လေးဟာ United အသင်းအတွက်အတော်လေးကိုကောင်းမွန်တိုးတက်တဲ့လက္ခဏာတွေကိုလည်းတွေ့နေခဲ့ရတာဖြစ်ပါတယ်။ဆိုတော့ဒီတစ်ချိန်ထက်မှန်တွေ့ဆုံမှုမှာ United အသင်းဟာ Europa League ရဲ့ရှုံးကျွေးအပြင် ဒီနောက်ပိုင်းနှစ်တွေမှာအသာစီးမရနိုင်သေးတဲ့စပါးအသင်းကိုအနိုင်ယူပြသွားနိုင်အောင်မလားတရားရကစားသမားတွေများနေတဲ့စပါးအသင်းကိုအနိုင်ယူပြီးအနိုင်သုံးဘက်ကိုအိမ်ပြန်ယူဆောင်လာအောင်မလားဆိုတာစောင့်ကြည့်အားပေးကြရအောင်ပါခင်ဗျာဟုတ်ကဲ့မန်ချက်စတာယူနိုက်တက်နဲ့ပတ်သက်တဲ့သတင်းတွေကိုစင်စက်မပြတ်တင်ဆက်ပေးနေမှာမို့ကျွန်တော်ရဲ့ channel တကလေးကို like and subscribe နှိပ်ပြီးအားပေးခဲ့ဖို့တောင်းဆိုပါရစေခင်ဗျာ ဗီဒီယိုသစ်တွေတင်တိုင်းသိရှိနိုင်အောင်လို့လည်းဘေးနားကခေါင်းလုံးလေးကိုနှိပ်ခဲ့ဖို့မမေ့ကြပါနဲ့နော်ကြည့်ရှုအားပေးခဲ့တဲ့ဘောရာအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ